ကျမတို့လူတော်တော်များများကအခုခေတ်ပေါ့နော်ဒီနေ့ပုံစံမှာကကျမတို့ရုပ်ဝတ္ထုပစ္စည်းတွေရဲ့နောက်ကိုတကောက်ကောက်လိုက်ရင်လူချင်းတက်မှတ်မှုရဲ့နောက်ကိုတကောက်ကောက်လိုက်ရင်ညကျမတို့စီမှာစောလို့ခေါ်တဲ့အရာလေးတစ်ခုနဲ့ကျမတို့ကမောနေကြတာကိုတွေ့ရပေါ့နော်ကို့အတွက်တကယ်လိုအပ်တဲ့အရာနဲ့ကိုလိုချင်နေတဲ့အရာတွေကိုကျမတို့ကိုယ်ကိုယ်ပြပြသိဖို့လိုတယ်ဘဝမှာတကယ်လိုအပ်နေတာကဘာလဲခန္ဓာကိုယ်အတွက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ကျမတို့ဘဝကိုဖျက်ဆီးတဲ့အခါမှာကို့ဘဝအတွက်တကယ်လိုအပ်ချက်ဆိုတာဘာလဲ ကျွန်တော်တို့ဒီဘဝကိုရောက်လာရတဲ့ meaning ပေါ့နော်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဘာလဲအတိတ်ဘယ်ကဘာလဲကျွန်တော်တို့ဒီဘဝကနေထွက်သွားတဲ့အခါမှာကျွန်တော်တို့ဘာတွေခြံထားခဲ့မှာလဲဒီဘဝကနေထွက်သွားဖို့အတွက်ကျွန်တော်တို့ကဘာတွေ guarantee ရှိနေပြီလဲကျွန်တော်အဲ့ဒီမေးခွန်းတွေကို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 တေချာပြန်ကြည့်ပြီးတော့ပြန်မေးဖို့လိုတယ် နှင်္ဂလာပါကျမ Inner Harmony by Boyi က Life Coach and Energy Healer Boyi ပဲဖြစ်ပါတယ်ကျမတို့ဒီနေ့ခေတ်လူနေမှုပုံစံမှာပေါ့နော်ဉာဏ်ဆန်ပြီးတော့မှလူတွေအားလုံးဟာမောပန်းလွှဲနေနေကြတဲ့ချိန်လေးရနေပြီးတော့မှကိုယ့်ရဲ့ဖြတ်သန်းရမယ့်ဘဝတစ်လျှောက်လုံးမှာတကယ်ကိုခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစမ်းမပျော်ရွှင်စွာနေထိုင်နိုင်မယ့်ဘဝနေနည်းလေးတစ်ခုကိုကျမမျှဝေပေးခြင်းပါတယ်ကျမတို့လူတော်တော်များများက အခုခေတ်ပေါ့နော်ဒီနေ့ပုံစံမှာကကျမတို့ရုပ်ဝတ္ထုပစ္စည်းတွေရဲ့နောက်ကိုတကောက်ကောက် လိုက်ရင်လူကျင်တက်မမှုရဲ့နောက်ကိုတကောက်ကောက်လိုက်ရင်ဒီကျမတို့စီမှာစောလို့ခေါ်တဲ့အရာလေးတစ်ခုနဲ့ကျမတို့ကမောနေကြတာကိုတွေ့ရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီအရာတစ်ခုကိုကျမတို့လိုချင်တယ်လိုချင်တဲ့အတွက်ကျမတို့မရရအောင်လိုက်ယူတယ်ရသွားပြီးရဲ့အခါမှာလည်းနောက်ထပ်တစ်ခုထပ်ပြီးလိုချင်တယ်အဲ့လိုပဲကိုယ့်ရဲ့လိုအင်စင်နာတွေကိုယ့်အတွက်လိုချင်နေတဲ့အရာတွေရဲ့နောက်ကိုကျမတို့မဆုံးနိုင်ဘဲနဲ့လိုက်နေရင်လိုက်နေရင် ဘဝရဲ့တကယ် meaningful ဖြစ်တဲ့အရာပါလေကျမတို့ဘဝမှာကျမတို့အတွက်တကယ်လိုအပ်နေတဲ့အရာပါလေဆိုရဲအာကျမတို့အတွက်လိုအပ်ချက်ကပြောက်လာတယ်ပေါ့နော်တဖြည်းဖြည်းအဲ့တော့ကျမတို့ကဘာလဲဆိုတော့အခုဖြတ်တန်းနေရဲ့ life ကလိုချင်တဲ့အရာတွေနေပဲကျမတို့ကပြည့်နေရလိုချင်တဲ့အရာတွေနောက်ကိုလိုက်တယ်ပြည့်သွားတဲ့ခါမှာနောက်ထပ် target ကိုထက်သွားတယ်နောက်ထပ်ထက်လိုချင်တယ်ထက်လိုချင်တယ်ပေါ့နော်အဲ့တော့လိုချင်မှုရဲ့နောက်ကိုလိုက်ရင်အဲ့ဒီကိုလိုချင်နေရဲ့အရာကကိုယ့်အတွက်တကယ်ကိုအံဝင်ခွင့်ကြဖြစ်ရလားကိုယ့်အတွက်ဘဝမှာတကယ်ကို လိုအပ်နေတာရောဟုတ်ရဲ့လားဆိုတော့ကျမတို့လေးလာစမ်းစစ်တာတဲ့လိုချင်မှုတွေနောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့အဘွားတချောင်းလုံးမောပန်းနေကြတာပြင်းမနေကြတာအတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအဲကျမတို့ကကိုယ့်ဘဝအတွက်ကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာနဲ့ကိုလိုချင်တဲ့အရာတွေကျမတို့ကိုယ်ကိုယ်ပြပြသိဖို့လိုတယ်ဘဝမှာတကယ်လိုအပ်နေတာကပါလေခန္ဓာကိုယ်အတွက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ကျမတို့ဘဝကိုဖျက်ဆီးတဲ့အခါမှာကိုယ့်ဘဝအတွက်တကယ်လိုအပ်ချက်ဆိုတာပါလေကျမတို့ဒီဘဝကိုရောက်လာရတဲ့ meaning ပေါ့နော်ကျမတို့ရဲ့ရည်ရွယ်ချက်ကဘာလဲအတိတ်ဘယ်ကဘာလဲကျမတို့ဒီဘဝကနေထွက်သွားတဲ့အခါမှာကျမတို့ဘာတွေခြံထားခဲ့မှာလဲဒီဘဝကနေထွက်သွားဖို့အတွက်ကျမတို့ကဘာတွေ grand ရှိနေပြီလဲကျမတို့အဲ့ဒီမေးခွန်းတွေကို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 တေချာပြန်ကြည့်ပြီးပြန်မေးဖို့လိုတယ်အဲ့ဒီအတွက်ကျမတို့မှာကိုယ့်အတွက်တကယ်ကိုလိုအပ်နေတဲ့အရာတွေရှိပြီးပြီလားရောရနေပြီလားလို့ကျမတို့ဒီအချိန်ကတကယ်ကိုသိဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ် အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုချင်မှုတွေနောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ဘဝမှာဘရောမှအပြည့်အဝပျော်ရွှင်ရမှာမဟုတ်ဘူးဘရောမှလည်း enough ဆိုတဲ့ခံစားမှုကျွန်တော်ခံစားရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ကိုယ့်ဘဝအတွက်တကယ်လိုအပ်နေတဲ့အရာကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ခန္ဓာကိုယ်ကျန်းမာရေးဆိုရင်လည်းကျွန်တော်တို့ကလူတိုင်းက gym ဆော့တွေယောဂကစားတွေအဲဒီ color အဲဒီအဲလူတိုင်းက gym ဆော့တွေယောဂကစားတွေ နောက်တစ်ခုကကျတော့ကျမတို့ဒီခန္ဓာကိုယ် body build အတွက်ပုံစံမျိုးစုံရှိရပေါ့နော်စော့ချတာရှိရပေါ့အဲ့တော့ဇံမာကတဲ့သူလည်းရှိမယ်အဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းပုံစံမျိုးစုံ type မျိုးစုံလည်းကျမတို့ခန္ဓာကိုယ် body ကြန့်ခိုင်မှုအတွက်အလုပ်လုပ်နေကြတာရှိအဲ့တော့အဲ့ဒီမှာကျမတို့ကကိုက gym ဆော့လို့ရတဲ့ပုံစံမျိုးလားကိုက cardio ဆော့ရမှာလားကိုကဇံမာကလို့အဆင်ပြေရလားကိုက yoga မှာမှာဘယ် yoga အမျိုးအစားကိုကျမတို့ဆော့မှာလဲ ဲ့ဒါကကိုယ့်ကိုယ်ကိုသိချာသိဖို့လိုတယ်ကိုယ့် body အကြောင်းကိုသိဖို့လိုတယ်ကိုယ့်ခန္ဓာကိုယ်အကြောင်းကိုကိုယ်မသိဘဲနဲ့သူများကယောဂကစားမယ်ဆိုရင်လည်းကိုယ်ယောဂလိုက်စောလိုက်သူများကဇမ္မာကမယ်ဆိုရင်လည်းကလိုက် body ရဲ့ခန္ဓာရင်အားနဲ့ body ရဲ့လိုက်နိုင်မှုကပါလဲဆိုတာကိုကျွန်တော်သိချာသိဖို့လိုတယ်နောက်တစ်ခုကအခုခင်ပါပေါ့နော်အစာတွေဖြတ်တယ်အာဒီတော့စ်တွေလုပ်တယ်စသဖြင့်ပေါ့နော်အဲ့တော့ကျမတို့အဲ့လိုလုပ်တဲ့အချိန်မှာကိုယ့်ရဲ့အစာအိမ်ကြောင်ကိုယ်သိချာသိဖို့လိုကိုက24 hour ကသူများလို့အစာဖြတ်လို့ရရလား water fasting နဲ့ကိုနေလို့ရရလား ကိုကဘလို့အနေထားမျိုးလဲဆိုတော့ကိုကိုကိုတေချာမသိဘဲနဲ့ကျမတို့ပြင်ပကပေါ်လာသမျှအခြေအနေဒီရုပ်ဝတ္ထုပစ္စည်းကြီးဒီຢာရဲ့နောက်ကိုကျမတို့ကကိုနဲ့အဆက်လာမသိအဆက်လာမသိလိုက်နေလိုက်နေနဲ့သူများဓာတ်လုပ်တယ်ဒါတွေ trend ဖြစ်နေပြီးငါလည်းဓာတ်လုပ်ချင်နေဆွဲနေရမျိုးကနေလိုက်နေသမျှကာလာပတ်လို့ကျမတို့ဘွားမှာခန္ဓာကိုယ်ကျန်းမာဖို့အတွက်လည်းအပြည့်အဝရမှာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာအေးချမ်းမှုလေကျမတို့ဘွားမှာအပြည့်အဝရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေကိုယ့်ခန္ဓာကိုယ်ကြောင့်သိဖို့လုပ်ပါကိုယ့်ခန္ဓာကိုယ်ကခန္ဓာရင်ရှိဖို့ကိုယ့်ရဲ့ကျန်းမာရေးကိုယ်တိစာသိဖို့လိုတယ်အဲ့ဒီဟာနဲ့ကိုက်နေတဲ့အရာကိုကျွန်တော်တို့ကျန်းမာဖို့အတွက်တိစောက်ပါနောက်တစ်ခုကကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့စိတ်ထဲမှာအမိုက်တွေဘယ်လောက်တောင်ရှိနေလဲဒါတွေကိုရှင်းလင်းပြီးတော့ငါရဲ့ life journey ကိုငါဘယ်လိုရှင်းဆက်ရှောက်လဲကျွန်တော်တို့အဲ့ဒါကိုတိတိကျကျသိဖို့လိုပဲပေါ့နော်အဲ့တော့ကိုယ့်ဘဝမှာတကယ်လို့အတိတ်ဘဝရဲ့အတိတ်ပဲပြည့်စုံမှု ဲ့ဒါကိုကျွန်တော်တို့တရားရှာဖွေပြီးပြီလားအဲ့ဒါဆိုအဲ့ဒီအရာဘာလဲကျွန်တော်တို့အဲ့ဒါတွေကို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 မိကုန်းနေထုတ်ပြီးတော့ကျွန်တော်တို့အဲ့အဖြေရဖို့အရေးကြီးပါတယ်အဲ့ဒါမှသာလေကျွန်တော်တို့ခန္ဓာကိုယ်အတွက်ကျမ်းမာကြံ့ခိုင်မှုကိုယ့်အတွက်တကယ်လို့အပ်နေတဲ့အရာတွေစိတ်ပိုင်းဆိုင်ရာကျမ်းမာဖို့ကိုယ်ဘဝမှာတကယ်လိုအပ်နေတဲ့ကိုယ့်ဘဝအတွက်အထိပ္ပယ်ရှိတဲ့အရာတွေကိုသိပြီးတော့မှဒီအရာတွေနဲ့နေထိုင်နိုင်မှသာလေဘဝမှာတကယ်ကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုရမှာဖြစ်ပါတယ် အပြင်ပကပေါ်လာသမျှအခြေအနေတွေအားလုံးမှာကျွန်တော်တို့လိုက်ကြည့်ပြီးတော့ဒါလေးရတဲ့ဝင်ဆန်းအောင်လုပ်ရမယ်ဒါကလည်း trend ဖြစ်နေလို့သူများတွေလုံနေလို့ဆိုရဲနောက်ကိုလိုက်နေသမျှကာလာပတ်လုံးကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးမှာ sorry တဲ့အချိန်လုံးမော်ပတ်နေရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းသိအောင်လုပ်ပါကိုယ့်ရဲ့စိတ်အကြောင်းသိအောင်လုပ်ပါကိုယ့်ရဲ့နှလုံးသားထဲမှာဘာဖြစ်နေလဲဆိုရဲဆန္ဒတွေကိုသိအောင်လုပ်ပါဒီဆန္ဒတွေအတိုင်းကိုယ့်ရဲ့ဘဝမှာအတိတ်ရဲ့ရှိရှိနေနေထိုင်ဖြတ်တန်းမှု ဘာတွေလိုအပ်မလဲဆိုတော့သိအောင်လုပ်ပြီးရင်အဲ့ဒီအရာတွေနဲ့ပဲအာယုံစိုက်ပြီးတော့ဘဝမှာနေထိုင်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝမှာတကယ်ကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျမ်းမာအေးချမ်းပြီးတော့ပျော်ရွှင်တဲ့ဘဝကိုရရှိမယ်လို့ညွှန်ဝေပေးချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။မင်္ဂလာပါ ျမအင်နာဟာမိုနီပိုင်ဘိုးကြီးက life coach and energy healer ဘိုးကြီးပဲဖြစ်ပါတယ်။ကျမတို့လူတော်တော်များများရေပေါ့နော်နေ့စဉ်ဖြတ်သန်းနေရေဘဝတစ်လျှောက်လုံးနေ့နေ့စဉ်မှာဘဝမှာအတိတ်ပဲရှိရှိ ပြည့်ပြည့်ဘဝနေထိုင်တတ်ဖို့ဘဝမှာတကယ်ကိုအပြည့်ကင်းကင်းနဲ့ ပြည့်စုံကြွယ်ဝမှုကြီးရှာဖို့ကျမတို့ဘယ်လိုနေထိုင်ရမလဲဒီလိုအေးချမ်းမှုကြီးရဖို့အတွက်နေထိုင်ရမယ့်နည်းလမ်းလေးတွေကိုမျှဝေပေးထားတဲ့ Way of Living ဆိုတဲ့ One Year Program လေးကျမဖန်တီးထားပါတယ်ဒီ program ဟာအာတစ်နှစ်လောက်ကြာမြင့်မှာဖြစ်ပြီးတော့မှလစဉ်လတိုင်းပေါ့နော်တစ်လမှာတစ်ချိန် section လေးတွေရှိမှာဖြစ်ပါတယ်ဒီ section လေးတွေကကျမနဲ့အတူတူ in person လောက်ရမှာဖြစ်ပါတယ်ဒီဘဝရဲ့နေထိုင်နည်းမှာပေါ့နော်ကျမတို့ဘာတွေရရှိသွားနိုင်လဲဆိုလို့ရှိရင်ကိုယ့်ဘဝမှာ လက်ခံတတ်ဖို့ပေါ့နော်ဘဝမှာဘာတွေပဲကြုံလာကြုံလာတကယ့်ကိုအရေးပါတယ်လက်ခံတတ်တဲ့စိတ်ကိုဘယ်လိုမျိုးကိုယ်စီမှာမွေးပြူလို့ရမလဲကိုယ့်ရဲ့စိတ်ခံစားချက်တွေပေါ်လာတိုင်းမှာအကောင်းဆုံးဘယ်လိုကင်တွေဖြည့်ရှင်းနိုင်မလဲဘဝမှာအာယုံတွေပေါ်တိုင်းပေါ်တိုင်းဒီအရာကိုကိုယ့်ရဲ့စိတ်ခံစားချက်နဲ့သွားမပေါင်းမိပဲနဲ့ကျွန်တော်တို့ဘယ်လိုမျိုးဖြတ်ထုတ်နိုင်မလဲကိုယ့်ဘဝမှာပျော်ရွှင်ရတယ်ဆိုတာဟာခဏတာလေးပျော်ဖို့အတွက်လိုက်နေရတာမဟုတ်ဘဲနဲ့ဘဝတစ်လျှောက်လုံးအေးအေးချမ်းချမ်းနဲ့ပျော်ရွှင်ဖို့အတွက်ဘယ်လိုနေထိုင်ရမလဲ ်ဒီအရာတွေအားလုံးကိုမျှဝေပေးသွားမယ်အပြင်ကျမတို့ရဲ့အတွင်းထဲကစိတ်အေးချမ်းမှုတွေ mindfulness ဖြစ်ဖို့တွေအတွက် meditation section တွေ guidance တွေအဲနောက်တစ်ခုကကျမတို့ breathing exercise တွေဒါတွေကိုပါအတူတူပူးပေါင်းလုပ်ဆောင်အောင်ပါဖြစ်ပါတယ်ဒီ way of living ဆိုတဲ့ program လေးကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင် ကျမရဲ့ inner harmony by poi page ကနေပြီးတော့မှလည်းဆက်သွယ်ဆုံးဆန်းမေးမြန်းနိုင်ပါတယ် register လုပ်နိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်